စင်ကာပူရဲ့စီးပွားရေးဟာ1969ခုနှစ်နဲ့2008ခုနှစ်ကမ္ဘာ့ဗန္ဒာရေးအကျတဲ့ကာလများမှာတူတက်မှုနှုန်းအနည်းငယ်လျော့ကျခဲ့တော့လဲလွန်ခဲ့တဲ့နှစ်20အတွင်းကိုဗစ်ရောဂါဖြစ်ပွားချိန်မှာတော့အဆက်မပြတ်တိုးတက်ချမ်းသာလာနိုင်ခဲ့ပါတယ်။ဤကဲ့သို့သောတည်ငြိမ်မှုနဲ့တိုးတက်မှုများမှာဖွံ့ဖြိုးပြီးနိုင်ငံစီးပွားရေးတစ်ခုအနေဖြင့်အလွန်ရှားပါးလာပါတယ်။စင်ကာပူရဲ့လူတအူးချင်း GDP ဟာလည်းကမ္ဘာနိုင်ငံကြီးများကိုကျော်တက်လာခဲ့ပြီးယခုချိန်တွင်ကမ္ဘာဒုတိယချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ရှေ့ပိုင်းမှာလီကွမ်ယူရဲ့ဥဆောင်မှုနဲ့စင်ကာပူရှိပြည်ထောင်များကိုပဲလို့ဖြည့်ရှင်းပေးခဲ့ ဲ့လဲဆိုတဲ့အကြောင်းကိုအသေးစိတ်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ဒီပိုင်းမှာစင်ကာပူကိုလင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေဖို့အစိုးရတရအနေနဲ့ဘယ်လိုလှုပ်ဆောင်ခဲ့ကြသလဲဆိုတာလေ့လာကြည့်လိုက်ကြရအောင်။စက်မှုလုပ်ငန်းနဲ့နိုင်ငံခြားယင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းလီကွမ်ယူဟာတူဝင်ကြီးချုပ်ဖြစ်လာခြင်းကလေးကစင်ကာပူကိုလင်မြန်စွာဖွံ့ဖြိုးတိုးတက်စေဖို့စက်မှုလုပ်ငန်းနဲ့နိုင်ငံခြားယင်းနှီးမြှုပ်နှံမှုကိုအားကိုးရမယ်လို့တည်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်1962ခုနှစ်မှာလီကွမ်ယူက Economic Development Board EDB ကိုတည်ထောင်ခဲ့ပါတယ်။ EDB ရဲ့အဓိကလှုပ်ဆောင်ချက်မှာစက် မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နဲ့နိုင်ငံခြားယင်းနှိမ့်ညွတ်မှုများစင်ကာပူတို့ဆွဲဆောင်လာရန်ဖြစ်ပါတယ်။ထို့အချိန်ကာလကစင်ကာပူဟာတနိုင်ငံလုံးအတိုင်းအတာဖြင့်ဆက်မှုဆောင်များတည်ဆောက်နေတဲ့အချိန်ဖြစ်ပြီးဆက်မှုဘဏ္ဍာရေးအထူးပြုဖွံ့ဖြိုးရေးဘဏ်ကိုလည်းလီကွမ်ယူဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ထို့နောက်မှာ EDP ကကမ္ဘာထိပ်တန်းကုမ္ပဏီကြီးများထံစင်ကာပူရဲ့အားဒါချက်ကိုတည်ရှိစေရန်ဆက်သွယ်ခဲ့ပြီးစင်ကာပူတို့ဆက်ယုံများလာရောက်တည်ဆောက်ရန်ဆွဲဆောင်ခဲ့ပါတယ်။စင်ကာပူအစိုးရက EDP ဖြင့်နိုင်ငံခြားယင်းနှိမ့်ညွတ်မှုကုမ္ပဏီများဆွဲဆောင်လာစေရန်အခွန်လျှော့ပေါ်မှုများချမှတ်ပေးခဲ့ပြီးဆက်ယုံလာ တည်ဆောက်တော့ကုမ္ပဏီများအတွက်ဝင်ဝင်ခွင့်လျှော့ပေးခြင်းစင်ကာပူတို့တင်သွင်းလာတော့ကုန်ပစ္စည်းများအတွက်ကတ်စတန်ကွန်မကောက်ခံခြင်းများတတိတို့တတ်မှတ်ပေးခဲ့ပါတယ်။ထို့အပြင်နိုင်ငံခြားကုမ္ပဏီများ၏ဝင်ငွေခွန်ကိုလည်းအစက40ရာခိုင်နှုန်းကနေ18ရာခိုင်နှုန်းထိလျှော့ချပေးခဲ့ပါတယ်။ဤကဲ့သို့အခွန်လျှော့ပေါ့မှုများကြောင့်စင်ကာပူဟာ tax haven တစ်ခုအဖြစ်ကမ္ဘာတဝန်းတွင်ကျော်ကြားလာစေခဲ့ပါတယ်။စင်ကာပူဟာနိုင်ငံခြားယင်းနှိမ့်နှံမှုများလွယ်ကူစွာစီးပွားရေးလုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက်ကိုလည်းစားရွက်စားတမ်းလုပ်ငန်းစဉ်များကို single windows နဲ့ကျင့်သုံးထားပါတယ်။ထို့အပြင်စီးပွား င်းရေးဆိုင်ရာကန့်တချက်များနဲ့နိုင်ငံခြားဝေလဲလှယ်မှုဆိုင်ရာကန့်တချက်များကိုလည်းလုံးဆုံးရှင်းချပေးခဲ့ပါတယ်။ဤကဲ့သို့စီမံခန့်ခွဲမှုများကြောင့်စင်ကာပူကိုကမ္ဘာပေါ်တွင်စီးပွားရေးလုပ်ကိုင်းရန်ဒုတိယအလွယ်ကူဆုံးနေရာအဖြစ်ကမ္ဘာပံမှာတက်မှတ်ထားပါတယ်။စင်ကာပူအစိုးရရဲ့စ조사အထောက်မှုများကြောင့်1960နောက်ပိုင်းမှစပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစင်ကာပူတို့အဆက်မပြတ်ဝင်ရောက်လာခဲ့ပါတယ်။အစောပိုင်းတုန်းကအထည်ချုပ်လုပ်ငန်း၊အယုတ်လုပ်ငန်းနဲ့တတားထုတ်ကုန်လုပ်ငန်းကဲ့သို့သောလှုပ်ရှားအခြေပြုဆက်မှုလုပ်ငန်းများတာဝင်ရောက်လာခဲ့တော့လေ1968ခု ှစ်မှာ Texas Instruments နဲ့1990ခုနှစ်မှာ HPG တို့သော electronic ကုမ္ပဏီကြီးများစင်ကာပူတို့ဝင်ရောက်လာခဲ့ပြီးစင်ကာပူရဲ့ electronic လုပ်ငန်းများကိုလင်းမြစွာတိုးတက်လာစေခဲ့ပါတယ်။စင်ကာပူ GDP တွင်စက်မှုလုပ်ငန်း၏အချိုးမှာ1960ခုနှစ်မှ1980ခုနှစ်အတွင်း100ရာခိုင်နှုန်းမှ25ရာခိုင်နှုန်းထိတိုးတက်လာခဲ့ပြီး GDP တိုးတက်မှုနှုန်းမှာလည်းနှစ်စဉ်100ရာခိုင်နှုန်းကျော်ဖြင့်မြင့်တက်လာခဲ့ပါတယ်။ကမ္ဘာတဝန်းတွင်ရေနံကျက်တဲ့ကာလများဖြစ်ပွားချိန်တွင်လည်းစင်ကာပူရဲ့တိုးတက်မှုနှုန်းမှာရောကြမသွားပဲအလုပ်လက်မဲ့နှုန်းမှာလည်း၃ည နီပါတီကြာရှည်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။စင်ကာပူတိုးတက်လာခြင်းနဲ့အတူအလုပ်သမားစီးရိတ်များမြင့်တက်လာခဲ့ပြီးလုံတာအခြေပြုစက်မှုလုပ်ငန်းမှာနီးပညာမြင့်စက်မှုလုပ်ငန်းတို့ကူးပြောင်းရန်အစီအစဉ်ဆောင်ရွက်ခဲ့ကြပါတယ်။နီးပညာမြင့်စက်မှုလုပ်ငန်းတို့ကူးပြောင်းရမှာစင်ကာပူကကမ္ဘာကုန်သွယ်ရေးစက်ကမ်းမြို့ကြီးဖြစ်တဲ့အတွက်ကြောင့်နေ့စဉ်ကုန်ပစ္စည်းမျိုးစုံဝင်ထွက်မှုရှိနေခဲ့ပါတယ်။ထောက်ကုန်ပစ္စည်းများထဲမှာရေနံတန့်စင်ခြင်း၊ကွန်ပျူတာ chip တန့်စင်ခြင်း၊စမ်းတက်ခြင်းကဲ့သို့သောတန်ဖိုးမြင့်ကုန်ပစ္စည်းများ၏ downstream processing လုပ်ငန်းများကိုဝန်ဆောင်မှုပေးခြင်းဖြင့်နီးပညာမြင့်စက်မှုလုပ်ငန်း န်တို့အောင်မြင်စွာကူးပြောင်းနိုင်ခဲ့ပါတယ်။ထိုဆက်မှုလုပ်ငန်းများဟာလည်းယနေ့အချိန်ထိစင်ကာပူရဲ့အရေးပါသောစိတ်ပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။အခြားနိုင်ငံများတွင်ဒေတာခန့်စည်းပိုင်းလုပ်ငန်းများကိုကာကွယ်ရန်အတွက်နိုင်ငံခြားယင်းနှီးမြှုပ်နှံမှုများကိုကန့်တက်လေ့ရှိတော်လဲစင်ကာပူမှာတော့နိုင်ငံခြားကုမ္ပဏီများအတွက်အစိုးရမူဝါဒများ၊ဗန်နာရေးဝန်ဆောင်မှုများ၊အခောက်ခွန်များအထူးလျှော့ပေါ်စွာတက်မှတ်ပေးထားခဲ့ပါတယ်။ဟုတ်ကြောင်ယနေ့ချိန်တွင်စင်ကာပူဟာကမ္ဘာကုန်သွယ်ရေးနယ်ပယ်တွင်အလွန်ကြီးပါသောဒေတာတစ်ခု ဖြစ်လာခဲ့ပါသည်။ ထို့အပြင်စင်ကာပူရဲ့စီးပွားရေးဟာလည်းကမ္ဘာကုန်သွယ်ရေးအပေါ်အလွန်မီကိုရောနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံတစ်ခု၏ကုန်သွယ်မှုမီကိုနှုန်းကိုကုန်သွယ်မှုစုစုပေါင်းတန်ဖိုးနဲ့နိုင်ငံ၏ GDP အချို့ကိုစားလိုက်ခြင်းဖြင့်တွက်ချက်နိုင်ပါတယ်။ဒီတော့ကျွန်တော်တို့ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးနဲ့နိုင်ငံ GDP အချို့ကိုကြည့်လိုက်ကြရအောင်။ အမေရိကန်မှာ29ရှိပြီးတရုတ်မှာ38ရာခိုင်နှုန်းထိရှိပါတယ်38ရာခိုင်နှုန်းဆိုတာကအလွန်မြင့်မားနေပါပြီဒီတော့စင်ကာပူဘယ်လောက်ရှိမယ်လို့ထင်လဲစင်ကာပူရဲ့ကုန်တွယ်ရေးမီခွန်နှုန်းမှာ317ရာခိုင်နှုန်းထိရှိပါတယ်ဆိုလိုတာကစင်ကာပူရဲ့ကုန်တွယ်မှုစုစုပေါင်းပမာဏဟာ၎င်းရဲ့ GDP ထက်တုံးဆကျော်ရှိပြီး1960ခုနှစ်ကတည်းကထိုချုံနှုန်းမှာ200ရာခိုင်နှုန်းအောက်မကျရောက်ခဲ့ဘူးပါဘူးထို့အပြင်စင်ကာပူရဲ့ငွေကြေးဆိုင်ရာမူဝါဒကလည်းလွန်ထူးခြားပါတယ်အခြားနိုင်ငံများကဲ့သို့ဘန်တိုးနှုန်းဖြင့်စီးပွားရေးကိုထိန် ချုပ်တည်စနစ်မဟုတ်ပဲဝင်လဲလဲနှုံးကိုတိုက်ရိုက်ထိန်းချုပ်တည်စနစ်ကိုကျင့်သုံးထားပါတယ်စင်ကာပူဟာကမ္ဘာကုန်းတွယ်ရေးပေါ်အလွန်မီခိုရတော့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်၎င်း၏ငွေကြေးဟာပြည်တွင်းအုံပြုရန်တစ်ခုတည်းအတွက်မဟုတ်ပဲအခြားနိုင်ငံများနဲ့စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက်လည်းအဓိကအုံပြုထားတော့ကြောင်းဝင်လဲလဲနှုံးကိုထိန်းချုပ်တည်စနစ်ကျင့်သုံးခဲ့ပါတယ်ဥပမာအားဖြင့်စင်ကာပူဒေါ်လာတန်ဖိုးကျနေပါကနိုင်ငံခြားဒေါ်လာငွေများကိုအုံပြုပြီးစင်ကာပူဒေါ်လာကိုဝယ်ယူကတန်ဖိုးမြင့်အောင်လှုပ်ဆောင်နိုင်ပါတယ်ထို့နည်းတူစင်ကာပူဒေါ်လာတန်ဖိုးမြင့်လွန်နေပါကတန်ဖိုးကျလာအောင် င်စင်ကာပူဒေါ်လာကိုထောက်ရောင်းခြင်းဖြင့်ထိမ့်ညှိနိုင်ပါတယ်။ဒီငွေကြေးဆိုင်ရာမူဝါဒကြောင့်စင်ကာပူဒေါ်လာလဲလှယ်နှုန်းကိုကာလရှည်တည်ငြိမ်စွာထိမ့်ညှိထားနိုင်ခဲ့ပြီးကမ္ဘာတဝန်းရှိ၎င်း၏ကုန်သွယ်မှုမိတ်ဖက်များနဲ့နိုင်ငံခြားယင်းနှိမ့်မှန်မှုများကိုစင်ကာပူဒေါ်လာအပေါ်ယုံကြည်မှုရှိစေခဲ့ပါတယ်။စင်ကာပူကဲ့သို့ငွေလဲလှယ်နှုန်းထိမ့်ချုပ်တဲ့စနစ်ကိုကျင့်တောင်းရန်အတွက်ဗဟိုဘဏ်မှနိုင်ငံခြားတူလောင်ငွေမြောက်များစွာရှိရန်လိုအပ်ပါတယ်။အကြောင်းမှာဗဟိုဘဏ်အနေဖြင့်ငွေလဲလှယ်နှုန်းတန်ဖိုးလျှော့ချလိုပါကမိမိတို့၏ငွေကြေးကိုရိုက်ထုတ်ရောင်းချနိုင်တော်လဲငွေလဲလှယ်နှုန်းတန်ဖိုးမြင့်တင်လိုပါ ါကပြည်ပငွေကြေးများဖြစ်တဲ့ American Dollar Sterling Bond တို့ကိုအသုံးပြု၍မိမိနိုင်ငံငွေကြေးများကိုပြန်လည်ဝယ်ယူရမည်ဖြစ်ပါတယ်။ထို့ကြောင့်လည်းကမ္ဘာပေါ်ရှိ99ရာခိုင်နှုန်းဒေါ်နိုင်ငံများကနိုင်ငံခြားဒေါ်လာငွေမလုံလောက်ခြင်းကြောင့်စင်ကာပူကဲ့သို့သောငွေလဲလှယ်နှုန်းထိန်းချုပ်သည့်စနစ်ကိုမကျင့်နှုံနိုင်သည့်အဓိကအကြောင်းရင်းဖြစ်ပါတယ်။2023ခုနှစ်မှာစင်ကာပူရှိနိုင်ငံခြားတိုင်းရိုက်ရင်းနှီးမြှုပ်နှံမှု FDI မှာ American Dollar 155ဘီလီယံအထိရှိခဲ့ပြီး American တရုတ်တို့နောက်လိုက်ကကမ္ဘာပေါ်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတတိယအများဆုံးနိုင်ငံတစ်ခုဖြစ် ဆက်လက်ရည်တည်နိုင်ခဲ့ပါတယ်။စင်ကာပူတို့ဝင်ရောက်လာတော့နိုင်ငံခြားယင်းနှိမ့်မြောက်နံမှုများကိုခွဲခြမ်းကြည့်လိုက်ပါကတဝက်ကျော်ခန့်မှာဗန္ဒာယီကဏ္ဍတွင်ရှိပြီးစမှုလုပ်ငန်းများမှာအလွန်နှဲပါလာခဲ့ပါတယ်။စင်ကာပူတို့ဝင်ရောက်လာတော့နိုင်ငံခြားယင်းနှိမ့်မြောက်နံမှုများဟာအမေရိကန်၊ဂျပန်၊ UK နဲ့ Netherlands တို့မှဖြစ်ကြပြီးစင်ကာပူမှာအများဆုံးတွားရောက်ယင်းနှိမ့်မြောက်နံထားသော နိုင်ငံမှာတရုတ်နိုင်ငံဖြစ်ပါတယ်။စင်ကာပူဘူပန်အနေဖြင့်နိုင်ငံခြားငွေကြေးတိုးလောင်မှုများတဖြည်းဖြည်းကြီးထွားလာပြီးနောက်ငွေလဲလှယ်နှုန်းထိန်းချုပ်သည့်မူဝါဒအတွက်လုံလောက်သောပမာဏကိုခွဲခြံထားခဲ့ပြီးဂျန်ငွေများကို ြားနိုင်ငံများတို့ပြန်လည်ရင်းနှီးမြှုပ်နှံရန် funds နှစ်ခုဖွဲ့စည်းထားခဲ့ပါတယ်။၎င်းတို့မှာ GIC နဲ့ဓမဆက်တို့ဖြစ်ကြပါတယ်။ E funds နှစ်ခုထိန်းချုပ်ထားသောငွေပမာဏမှာ1.2 trillion ခန့်ရှိပြီးအင်ငွေများကိုနိုင်ငံသားများအလုံးအချက်ချင်းခွဲဝေပေးမည်ဆိုပါကလူတဦးလင် American dollar နဲ့တိန်း1000ခန့်ရရှိမည်ဖြစ်ပါတယ်။ထို့အပြင် funds နှစ်ခုမှာနိုင်စင်ရရှိလာသောအမျက်ဆုံးများ၏တဝက်ကိုအစိုးရအသုံးစရိတ်ဖြင့်ပြန်လည်ထောက်ပံ့ပေးထားပြီးကျန်တဲ့ဝက်ကိုနိုင်ငံခြားသို့ပြန်လည်ရင်းနှီးမြှုပ်နှံထားပါတယ်။ထို့အပြင်စင်ကာပူရဲ့ ဗဟိုဘဏ်ဟာအခြားနိုင်ငံများကဲ့သို့တရားခွင်မထွက်ပဲအစိုးရနဲ့တိုက်ရိုက်ပေါင်းစပ်ထားပါတယ်အခြားနိုင်ငံများမှာဗဟိုဘဏ်နဲ့အစိုးရတရားစီခွဲထားရတဲ့အကြောင်းရင်းမှာဗဟိုဘဏ်တွင်ငွေကြေးရိုက်ထုတ်နိုင်သည့်အာဏာရှိပြီးအစိုးရအနေဖြင့်ငွေကြေးသုံးစွဲရန်အမြဲလိုအပ်နေတဲ့အတွက်ကြောင့်ဗဟိုဘဏ်နဲ့အစိုးရပေါင်းစပ်ထားပါကတစ်ဖက်တွင်ငွေရိုက်ထုတ်ပြီးတစ်ဖက်တွင်ငွေသုံးသည့်အခြေအနေမျိုးဖြစ်ပေါ်လာနိုင်ပါတယ်ထို့သောစင်ကာပူမှာဗဟိုဘဏ်နဲ့အစိုးရပေါင်းစပ်ထားနိုင်တဲ့အကြောင်းရင်းမှာစင်ကာပူအစိုးရရဲ့အရေးပါဆုံးအင်ကာရက်တစ်ခုဖြစ်တဲ့အာဂတိလိုက်စားမှုကင်းစင်ခြင်းပဲဖြစ်ပါ ါတယ်။ International Transparency အချက်လက်များအရစင်ကာပူအစိုးရဟာကမ္ဘာပေါ်မှာအကျင့်ပြတ်ချစားမှုနှုန်းအနှိမ်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အပြင်ချမှတ်ထားသောမူဝါဒများကိုအစဉ်အဆက်ထိရောက်စွာအကောင့်ထဲပေါ်နိုင်သည့်လှုပ်ဆောင်ရေးမြင့်မားသောအစိုးရတရက်လည်းဖြစ်ပါတယ်။စုပေးခြင်းနဲ့ ြစ်တံပေးခြင်းစင်ကာပူအစိုးရဟာအာဂတိလိုက်စားမှုခင်းစဉ်ရေးအတွက်၎င်း၏ဝန်ထမ်းများကိုမတ်လောက်ဆရာကောင်းတော်လောက်ခလာစာများတက်မှတ်ပေးထားပါတယ်။ဥပမာအားဖြင့်စင်ကာပူဝန်ကြီးချုပ်ဟောင်းလီရှေလုံတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း၎င်း၏နှစ်စဉ်လောက်ခလာစာမှာအမေရိကန်ဒေါ်လာ1.6 million ခန့်ရှိပြီးကမ္ဘာလောက်ခလာစာအမြင့်ဆုံးနိုင်ငံကောင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။အကျင့်ပြတ်ချစားမှုတိုက်ဖြတ်ရန်အတွက်လီကွမ်ယူကဝန်ကြီးချုပ်ထံတိုက်ရိုက်တင်ပေးပို့ရတော့အထူးဆောင်စစ်ဆေးရေးအဖွဲ့ကလည်းဖွဲ့စည်းခဲ့ပါတယ်။ထို့ပြင်စင်ကာပူမှာ ထူပိုင်းပစ္စည်းဖျက်ဆီးမှုတရားမဝင်ငွေချေးမှုမရေမှုလူရဲမှုစတဲ့အဖြစ်ဂျူးလွန်သူများကိုထောင်ဒဏ်အပြင်ပြင်းထန်သောကြိမ်းတန်းလဲချမှတ်ခံရမှုဖြစ်ပါတယ်။စင်ကာပူရဲ့ကြိမ်းတန်းမှာဘလောက်ပြင်းထန်လဲဆိုတော့စီရင်သူများမှာခွန်အားထက်တန်သောယောက်ျားများကိုအထူးရွေးချယ်ထားပြီးကြိမ်းတုပ်ကိုလည်း24နာရီရေစိမ်းထားပါတယ်။ကြိမ်းတန်းရိုက်ခံရသောနေရာများမှာဒေးတဲ့အထိမာရွတ်များကြံ့ရင့်လေရှိပြီးရိုက်ခံရဖို့သူအကျဉ်းသားများစုကစင်ကာပူရဲ့ကြိမ်းတန်းဟာ၎င်းတို့ခံစားမှုတဲ့နာကျင်မှုများထဲမှာအပြင်းထန်ဆုံးလို့ပြောလို့ရှိကြပါတယ်။ထို့ ပြင်ဂျိန်တန်ပြစ်တန်ကိုအတန်60အောင်အမျိုးသားများအတွက်ထူးတက်မှတ်ထားပြီးအများဆုံးရိုက်ခံရမိအချက်ရေးအတွက်မှာလည်း24ချက်သာတက်မှတ်ထားပါတယ်ဂျိန်တန်ချမှတ်ရခြင်းမှာလည်းနောက်ထပ်အပြစ်မကျူးလွန်ရဲအောင်ကြောက်ရွံ့စေရန်ရည်ရွယ်ထားခြင်းဖြစ်ပြီးနှစ်စဉ်ဂျိန်တန်အပြစ်ပေးခံရသူပေါင်း1500ကျော်ထိရှိပါတယ်လူဦးရေနဲ့ ကုန်စည်နှုန်းစင်ကာပူကနိုင်ငံခြားယင်းနှိမ့်ညွန့်နှံမှုများဆွဲဆောင်လာခြင်းတည်ငြိမ်သောငွေကြေးမူဝါဒနှင့်နိုင်ငံကြီးပတ်ဝန်းကျင်ရှိခြင်းအကျင့်ပြတ်ချဆောင်မှုလဲပါခြင်းနှင့်ခင်ဗျတိုးတက်သောပညာရေးစနစ်တို့ကြောင့်ကမ္ဘာအနှံ့မှာပညာတတ်များစွာကိုဆွဲဆောင်လာနိုင်ခဲ့ပါသည်ထို့ကြောင့်လည်း2010ခုနှစ်မှစပြီးစင်ကာပူတို့နှစ်စဉ်နိုင်ငံခြားရွှေ့ပြောင်းလှုပ်တာတတိယခန့်ဝင်ရောက်လာခဲ့ကြပါသည်ထို့ကဲ့သို့နိုင်ငံခြားရွှေ့ပြောင်းလှုပ်တာများစွာဝင်ရောက်လာခြင်းဟာစင်ကာပူစီးပွားရေးကိုတွန်းအားပေးနိုင်ခဲ့တော်လဲလူဦးရေတိုးများလာခြင်းနဲ့အတူ ရှင်ပြိုင်မှုများပုံမှုပြင်းထန်လာစေပြီးပြည်တွင်းကုန်စည်နှုန်းများလည်းမြင့်တက်လာစေခဲ့ပါတယ်။စင်ကာပူရဲ့ကုန်စည်နှုန်းမှာအလွန်မြင့်မားပြီး EIU ရဲ့ data အရစင်ကာပူဟာကမ္ဘာပေါ်မှာနေထိုင်မှုစရိတ်အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်တက်မှတ်ထားပါတယ်။အကြောင်းမှာစင်ကာပူရဲ့စားတောက်ကုန်90ရာခိုင်နှုန်းမှာနိုင်ငံခြားမှတင်သွင်းလာရပြီးတောက်တုံးရီကိုပင်မလေးရှားမှတင်သွင်းလာရတော့ကြောင်းဖြစ်ပါတယ်။ထို့ပေမဲ့လည်းစင်ကာပူနိုင်ငံသားတယောက်အနေဖြင့်အစိုးရမှတွာလာရေးအင်ညာ၊ကျန်းမာရေး၊ပညာရေးစသည့်ထောက်ပံ့မှုစနစ်များ စီစဉ်ပေးထားတော့ကြောင်းစင်ကာပူနိုင်ငံသားတယောက်နေနဲ့ဝင်းဝေးနေနေတောင်မှတက်တောင်တတာနေထိုင်နိုင်ပါတယ်စင်ကာပူဘလို့တိုးတက်ချမ်းသာလာတဲ့ဆိုတဲ့အကြောင်းကိုဗီဒီယိုနှစ်ပုဒ်ဖြင့်အသေးစိတ်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်အဓိကအချက်များကိုရှင်းလင်းစွာရှင်းပြနိုင်ခဲ့မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်လည်းစင်ကာပူမှာမနေခဲ့ဘူးတဲ့အတွက်ကြောင်းပြောမှားတာများရှိခဲ့ရင်လည်း comment section မှာထပ်ဆောင်ဆွေးနွေးနိုင်ပါတယ်နောက်ဗီဒီယိုကိုချိန်နေတက်တယ်ဆိုရင်တော့ like baby subscribe လုပ်ဖို့တိုက်တွန်းချင်ပါတယ်ကြည့်ရှုအားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်